မင်္ဂလာပါ The Window ပြည်သက်ကြီးကျွန်တော်ကတော့ The Window ရဲ့ Morris ဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ကတော့ The Window ရဲ့ Carlos ဖြစ်ပါတယ်။ကျွန်တော်တို့ရှစ်တပတ်မှာဆိုရင်တာဝန်ပလေးစစ်ပွဲကြီးအကြောင်းကိုကျွန်တော်တို့ဘယ်လိုဖြစ်ပေါ်လာတယ်၊တမိုင်းနောက်ခံအကြောင်းအရာတွေနဲ့ BNL United ရဲ့ UU ချွတ်ချွတ်တိုက်ခတ်ခဲ့တဲ့အကြောင်းအရာတွေ Spartan 300နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။အမှန်ပါပဲ Carlos ကြီးဒီနေ့မှာဆိုရင်တော့ကျွန်တော်ကတမပလေးစစ်ပွဲကြီးအကြောင်းအရာတွေကစိတ်ဝင်စားဖွယ်အချက်၅ချက်ကိုကောက်နှုတ်ပြီးတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ရောင်းအောင်ချက်အနေနဲ့သမပလီစပွဲကြီးဘလို့အစပြုခဲ့တယ်ပြပြကြင်ပါတယ် DC 900နဲ့400ကျမ်းမှာဆိုရင် BNG Darius the First ရဲ့ Persian Empire ကအာရှနဲ့ဥရောပတခင်ကိုတင်ပိုက်ပြီးဖြစ်တယ်ဒီနေရာမှာသူထပ်ပြီး message ကြလာတာက Greek Gondwanan Mind Data ကိုထပ်ပြီးတော့တင်ပိုက်နိုင်ရေးဖြစ်ပါတယ်ဒီလိုနဲ့ဒီ Greek မြို့ပြနိုင်ငံတွေကိုသူ့ရဲ့တမန်တော်တွေဈေးလွတ်ပြီးတော့မြေနဲ့ရေကိုဆုံးခံပါဆိုပြီးတော့ရာဇတ်ပေးတယ်ဒီအချိန်မှာဆိုရင်အာအေသန်နဲ့စပါတန်တွေက သူဆေလွတ်လိုက်တဲ့တမန်တော်တွေကိုတက်ဖြတ်လိုက်ခြင်းအဖြစ်စစ်ပွဲကြီးအစပြုခဲ့တယ်။ဒီလိုနဲ့ပဲဘင်ဂျီဒါရီယပ်စ်ဒါဖတ်စ်က Green Mew ပြနိုင်ငံတွေကိုစပြီးကျူးကျော်တိုက်ခိုက်လာတယ်။ဒါပေမဲ့အေသင်နဲ့စပါတန်တွေရဲ့ပြောင်ပြောင်းလာတဲ့ပြူဟာကြောင့်သူ့ရဲ့တိမ့်ပိုက်ကျူးကျော်စစ်ကြီးကမအောင်မြင်ခဲ့သလိုသူ့ရဲ့ရီမန်ချက်ကြီးလည်းမပြည့်စုံပဲသူလည်းဆုံးပါသွားခဲ့ရတယ်။ဒါပေမဲ့လည်းသူ့ရဲ့သားတော် Zasis the First ကသူ့ရဲ့ဖခင်ခမည်းတော်မဖြစ်စေနိုင်ခဲ့တဲ့ဒီအောင်မြင်မှုကိုသူ့လက်ထက်မှာအရယူမယ်လို့ကြုံဝိုင်းနေတယ်ပဲ ဒီ Thermopylae စစ်ပွဲကြီးကအစပြုလာခဲ့ပါတယ်။ဒုတိယစစ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ Leonidas ရဲ့ဘရင်ဖြစ်လာပုံပဲဖြစ်ပါတယ်။ Leonidas ဟာဆိုရင်အမေပြောက်ခံမင်းသားတစ်ပါးလို့ဆိုရတော့အောင်အထိသူဟာတကယ်တမ်းတော့ဘရင်ဖြစ်လာနိုင်တဲ့အခြေအနေတွေနဲ့မပြေဝနေခဲ့ပါဘူး။ Leonidas ဟာဆိုရင်ပထမကျင်ရတော့ကမွေးတဲ့ဒုတိယသားတော့အဲဒီနဆက်ခံရအရအရာအနေနဲ့ဆိုရင်တတိယနေရာမှာရှိနေခဲ့တဲ့အတွက်ကြောင့်ဘရင်တစ်ပါးဖြစ်လာဖို့ဆိုတာက ဟင်မတန်မှဝေးကွာနေတဲ့အခြေအနေတစ်ခုဖြစ်ခဲ့တယ်ဆိုပေမဲ့လည်းသူ့ရဲ့စူးစမ်းမှုသူ့ရဲ့အရေးစံသက်တည်ရှိမှုသူ့ရဲ့အာစီမံခန့်ခွဲမှုကောင်းမှုဒီအချက်တွေဟာဆိုရင်ဘယင်တပါမင်းကောင်းမင်းမြတ်တပါဖြစ်လာစေဖို့ရန်အတွက်သူ့ကိုပုံသွင်းခဲ့တဲ့အကြောင်းအရာတစ်ခုလည်းဖြစ်စေခဲ့ပါတယ်။ဒါ့အပြင်မထင်မှတ်ထားတဲ့ကံကြမ္မာအပြောင်းလဲအမျိုးမျိုးကြောင့်လီယိုနိုက်တက်စ်ဟာဆိုရင်တမိုင်းတစ်လျှောက်မှာအင်မတန်မှကြီးကြပ်ခန့်နာတဲ့ဘယင်တပါဖြစ်လာခဲ့ပြီးတစ်ဖက်မှာလည်း တမိုင်းမှာအင်မတန်မှကြော်ကြားတဲ့တိုက်ပွဲကြီးကိုဥဆောင်ရတဲ့ဘူရဲကောင်းမင်းတပါအဖြစ်တမိုင်းမှာတွင်ကြံခဲ့တဲ့ဒုတိယပဲဖြစ်ပါတယ်။တတိယအချက်အနေနဲ့ Leonidas ကဘာကြောင့်စစ်တီ300ကိုပဲခေါ်သွားခဲ့လဲဆိုတာပြောပြချင်ပါတယ်။ပါရှန်ရဲ့ကျူးကျော်စစ်စတင်တဲ့အချိန်မှာတစ်ဖက်မှာ Greek တွေရဲ့အထွတ်မြတ်ထားရာခနီးယားပွဲတော်ကိုဆင်နွှဲနေတဲ့အချိန်လည်းဖြစ်တယ်။ဒီပွဲတော်ကျင်းပနေတဲ့အချိန်မှာ Greek တွေကလူတွေပြောက်မရှိဘဲနဲ့တွေးထက်တိုင်မဖြစ်ဘဲနဲ့ရန်ကိုတံမိုးထားအထွတ်မြတ်ထားတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ ဒီအချိန်မှာသူတို့ကစစ်ကိုစစ်တီးရေးဆီလွတ်ပြီးတော့စစ်တိုက်ဖို့အတွက်အလိုမရှိရဘူး။ဒါပေမဲ့လေ Leonidas ကဒီအရေးက Greek တမျိုးသားလုံးရဲ့အရေးဖြစ်လာတဲ့အခါစစ်မမတိုက်ရင်မဖြစ်နိုင်ဘူးဆိုတာသိရတဲ့ကြောင့်ဆွန်လွတ်အနေနဲ့ထံကိုရေစံတတိပြေးသွားတဲ့စစ်တီး300ကိုပဲခေါ်သွားခဲ့ပါတယ်။ဒီစစ်တီး300ဟာဆိုရင်တာသမီရှိရဲ့တနည်းအားဖြင့်မျိုးဆက်ရှိတဲ့စစ်တေတွေဖြစ်ပြီးတော့သူတို့တေမာကိုတိလက်နဲ့စစ်ပွဲကိုလိုက်သွားကြတဲ့စစ်တီ300ပဲဖြစ်ပါတယ် စတုထအချက်အလက်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အရာကတော့ green new ပြနိုင်ငံတွေကတစုတစည်းတဲ့မရှိနေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ထိုခေတ်ကာလအနေအထားအရနိုင်ငံတော်တော်များများဟာဆိုရင်မင်းတပါအစိုးရတစ်ခုအောက်မှာစုစုစည်းစည်းရှိနေတယ်ဆိုပေမဲ့ green new ပြနိုင်ငံတွေဟာဆိုရင်တတိပုဂ္ဂလအသီးသီးအုပ်ချုပ်ရရှိတဲ့နိုင်ငံတွေအနေနဲ့အတည်ရှိနေပါတယ်။ဒီအကြောင်းအရကိုဖြစ်စေတဲ့အကြောင်းအရကလည်းအများကြီးရှိတယ်ဆိုပေမဲ့အတိတ်ကကျွန်တော်တို့ဖော်ပြရမယ်ဆိုရင်တော့တို့ရဲ့နိုင်ငံရေးရခံယူမှုတွေ သူတို့ရဲ့ကိုယ်ပိုင် identity တွေနဲ့သူတို့ရဲ့မတူညီတဲ့အတွေးအခေါ်အယူဆတွေကြောင့်ပဲဖြစ်ပါတယ်။ Green မြို့ပြနိုင်ငံဒေသတွေမှာဆိုရင်အဲ့ဒီခေတ်ကာလမှာအင်မတန်မှအတွေးအခေါ်ပိုင်းဆိုင်ရာတိုးတက်တဲ့ကာလဖြစ်နေပြီးတော့နိုင်ငံတနင်္ဂနွေနဲ့တနင်္ဂနွေဟာဆိုရင်လည်းမတူညီတဲ့အတွေးအခေါ်ကဏ္ဍတွေကိုပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ဥပမာအားဖြင့်ပြောရမယ်ဆိုရင်အီတင်လိုနိုင်ငံမျိုးမှာဆိုရင်တူးဦးချင်းပါဝင်အုပ်ချုပ်တဲ့စနစ်မျိုး ဒီမိုကရေစီစနစ်မျိုးကိုကျင့်သုံးတယ်ဆိုပေမဲ့စပါတာလိုနိုင်ငံမျိုးမှာကျတော့မိုနာကီလို့ခေါ်တဲ့ဘုရင်အုပ်ချုပ်ရေးစနစ်တွေကိုအုပ်ချုပ်နေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီလိုမျိုးမတူညီတဲ့အချက်တွေကပဲလူမျိုးတူဘာသာတူဘာသာစကားတူယဉ်ကျေးမှုတူတဲ့မြို့ပြနိုင်ငံတွေကိုတစုတစည်းတည်းမဖြစ်စေဘဲနဲ့ကွဲပြားစီနေတဲ့အကြောင်းရင်းတစ်ခုပဲဖြစ်လာခဲ့ပါတော့တယ်ဒါပေမဲ့ ဂရင်းမြို့ပြနိုင်ငံတွေဟာဆိုရင်အခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာဆိုရင်ပေါင်းစည်းပြီးတော့တွန်းလှန်ကြတယ်ဆိုတဲ့အကြောင်းအရာကတာတကပြစီမြောင်များစွာကြံရှိနေပါသေးတယ်။ငါးချက်မြောင်နဲ့နောက်ဆုံးချက်အနေနဲ့လီယိုနိုက်တက်စ်တို့ကဒီတမောကလင်တိုက်ပွဲမှာဘာကြောင့်ကြာရှုံးသွားနေလဲပြောပြချင်ပါတယ်။လီယိုနိုက်တက်စ်တို့ကပြောင်းမြောင်လာတဲ့ဖြူဟာနဲ့ရဲစွမ်းတက်တီတွေကြောင့်တိုက်ပွဲတိုင်းလိုလိုနိုင်ရခဲ့ပေမဲ့ဒီတမောပလေကိုတိုက်ပွဲမှာဆုံးရှုံးသွားခဲ့တာကသူရဲ့တက်စာဖောက်ခံရမှုကြောင့်ပြောလို့ရပါတယ်။ တိုက်ပွဲရဲ့ဒုတိယနေ့ညနေပိုင်းမှာ affiliate test လို့နေရတဲ့ဒေတာကံတယောက်က Leonidas တို့ရဲ့ transit line ကိုကျော်ပြီးတော့သွားနိုင်တဲ့ Anopaya လို့အမည်ရတဲ့တောင်ကြားလမ်းကို PNG Zasis ကိုသွားပြီးတော့ပြောက်လိုက်တဲ့အခါမှာတနည်းအားဖြင့် Leonidas တို့ကမထင်မှတ်ထားဘဲနဲ့တက်စာဖောက်ခံရတဲ့အခါသူ့ရဲ့ transit line ကကျူးပေါက်သွားခဲ့ပါတယ်။ Passion စစ်တပ်တွေကလည်းဒါမှမရှိတကားမရှိဘဲနဲ့ လီယိုနိုက်တက်စ်ရဲ့ခံစစ်လိုင်းကိုရှော့ရှော့ရှူရှူနဲ့ထိုးဖောက်ဝင်ရလာနိုင်ခဲ့တယ်။ဒါအပြင်လီယိုနိုက်တက်စ်ကိုရှေ့ကနောက်မှာပါပိတ်ဆို့ပြီးတော့ဝန်းရံထားနိုင်ခဲ့ပါတယ်။ဒီလိုမျိုးတက်စာဖောက်ခံရတဲ့ခိုက်တန်ကလီယိုနိုက်တက်စ်ကိုအသက်ကိုစွန့်ပြီးတော့အနစ်နာခံပြီးတော့တိုက်ခိုက်ရမယ်စစ်ပွဲနောက်ဆုံးအချိန်တွေကိုလည်းတွန်းပို့လိုက်တာပဲဖြစ်ပါတယ်။ဘယ်လိုပဲတက်စာဖောက်ခံလိုက်ရပါစေလီယိုနိုက်တက်စ်ကသူ့ရဲ့နောက်ဆုံးထွက်တက်အထိကိုဒီတမပလေတိုက်ပွဲမှာအနစ်နာခံတိုက်ပွဲဝင်နဲ့ဒီ greed တို့ရဲ့ပြောင်ရောက်လာတဲ့ lesson တစ်တည်းကိုကပါတခွင့်တမိုင်းကြအောင် support ထုတ်နိုင်ခဲ့ကြပါတယ်။ဟုတ်ပြီ The Window ပြည်သက်ကြီးလည်းဒီလောက်ဆိုရင် Thermoplay စစ်ပွဲနောက်ခံသမိုင်းနောက်ခံကြောင်းရတဲ့ကစစ်ဝင်စားပွဲအချက်၅ချက်ကိုမှတ်မိသွားမယ်လို့ယုံကြည်ပါတယ်။ကျွန်တော်နောက်တစ်ပတ်တွေမှာလည်းဒီလိုမျိုးစစ်ဝင်စားစရာကောင်းတဲ့ topic တွေကိုဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ The Window ပြည်သက်ကြီးတွေကိုဆက်လက်ဆောင်ရွက်နေပြီးဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ပြီခေါ်ကားလို့ဒီနောက်ပတ်မှာကျွန်တော်တို့ဗာကြောင်းရယ်ကိုတင်ဆက်ပေးမှာဖြစ်တယ်။ နောက်ပတ်မှာဆိုရင်တော့ကျွန်တော်တို့ Greek ရည်ချင်းမှုတွေနဲ့ပြည့်ဝနေတဲ့ယောမမြို့လေးတစ်မြို့ရဲ့အကြောင်းကိုတင်ဆက်သွားအောင်ဖြစ်တဲ့အတွက်ကြောင့်ဆက်လို့ရှာစွာနဲ့ဆက်လက်စောင့်ကြည့်နေဖို့ဖိတ်ခေါ်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။အားလုံးနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။ The window the portal through time